မင်္ဂလာပါသားတို့သမီးတို့ရေဒီနေ့တော့ဆရာမကခေါင်းအုံးကလေးမောင်ပုလုံးဆိုတဲ့ပုံမြင်လေးကိုဖတ်ပြမယ်เนาะဒီပုံမြင်လေးကိုထက်ကိုကရေးသားထားပြီးတော့ကတ်တွန်းတရုပ်ဖော်ကတော့ထိတ်ထားလေးဖြစ်ပါတယ်ဒီပုံမြင်လေးကို Thus Story Children Box ကနေပြီးတော့ထုတ်ဝေထားတာဖြစ်ပါတယ်ဆရာမဒီပုံမြင်လေးကို စာပြီးတော့ဖတ်ပြမယ်เนาะ တခါတော့ကပေါ့ကွယ်မောင်ပုလုံးလို့ခေါ်တဲ့ကောင်းကလေးကိုကောင်းမလေးတယောက်ကအသုံးပြုတတဲ့ကောင်းမလေးဟာကောင်းကလေးမောင်ပုလုံးကို သိသဘောကြတယ်အဲ့တဲ့အခါမှလည်းကောင်းကလေးနဲ့စာချက်ရင်လည်းကောင်းလေးပေါ်မှာတီဗီကြည့်ရင်လည်းကောင်းလေးပါတယ်ကောင်းကလေးမောင်ပုလုံးသိပြောခဲ့တာပေါ့ ဒါပေမဲ့နှစ်တွေ အတော်ကြာလာတဲ့အခါကောင်မလေးလည်းအရွယ်ရောက်သွားခဲ့ပြီ။ကောင်ကလေးမောင်ပုလုံးလည်းဟောင်းသွားခဲ့ပြီ။ကောင်အစ်တတွေရသွားတဲ့ကောင်မလေးဟာမောင်ပုလုံးကို အမိုက်တွေနဲ့အတူဆွန့်ပစ်လိုက်တယ်။ခုတော့သူဟာအမိုက်ပုံမှာပေါ့။မိုက်ပုံထဲကိုရောက်လာပြီဆိုတော့ငါဟာသုံးမဝင်တဲ့သူ ဖြစ်သွားပြီ။လို့တွေးပြီးမောင်ပုလုံးဝမ်းနေနေတယ်။ သူကမှငါ့ကိုဂယုမဆိုင်တော့ဘူး။ဒါဆိုငါကလည်းဘသူကိုမှဂယုမဆိုင်တော့ဘူးလို့မောင်းဖို့လုံးဆုံးပြလိုက်တယ်။သူ့ရဲ့နှလုံးသားဟာမာကျော်ခက်တံသွားခဲ့ပြီ။မင်္ဂလာပါခေါအိုလေးရေအမိုက်ပုံကကြိုးဆိုပါတယ်နော်။ပျော်ရွှင်ပါစေလို့ကြွက်ကလေးကနှုတ်ဆက်တယ်။အမိုက်ပုံဆိုတာအသုံးမွင်တဲ့သူတွေနေတာကွာ။ မင်းကငါ့ကိုလှောင်နေတာလားထွက်သွားစမ်းခေါင်းလေးကအဲ့လိုပြောလိုက်တော့ကြွက်ကလေးကဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါကြွက်ကလေးလည်းစိတ်မကောင်းဖြစ်ပြီးထွက်သွားရတယ်ဆောင်းတွင်းနက်နက်ခင်တကူမှာငါကလေးတကောင်ကအမိုက်ပုံကိုလာရင်ပုလုံကိုတွေ့သွားတယ်ငါကလေးကပြောတယ်ဟာခေါင်းလေးပါလားစိတ်တူနေတဲ့ပုလုံက ပြန်អော်လိုက်တယ်။ဟုတ်တယ်ဟုတ်တယ်ခေါင်းကလေးဟေ့အသုံးမဝင်တော့တဲ့ခေါင်းကလေးဟ။အဲ့လိုပြောလိုက်တော့ငှက်ကလေးပြန်ထွက်သွားတယ်။နောက်တရက်ကျတော့ငှက်ကလေးဟာငှက်မလေးတစ်ကောင်နဲ့အတူပြန်ရောက်လာတယ်။သူတိတ်ဆိတ်ဝင်စားကြတာပဲ။ကောင်းကလေးပူလုံးစိတ်တူလာပြီ။ ခေါင်းကလေးရှင်ကျမတို့နဲ့လိုက်ခဲ့ပါလားလို့ငှက်မာလေးကပြောတယ်။ပုလုံက ပြန်ပြောလိုက်တယ်။အတော့မွေနဲ့စွန့်ပစ်ပစ်စီရဘယ်နေရာရောက်ရောက်ဘာထူးမှမလို့လဲ။ငှက်ဖိုလေးနဲ့ငှက်မာလေးဟာခေါင်းကလေးကိုနှုတ်သေးနဲ့ကြိုက်ချီသွားကြတယ်။ရောက်ချင်တဲ့နေရာရောက်ပါစေကွာဆိုပြီးပုလုံကတော့ဂရုမစိုက်ပါဘူး။ ပူလုံးအံ့ဩသွားတယ်။သူဟာတစ်ခေါင်းပေါင်းငှက်တိုက်လေးတွေရောက်လာပါလား။ငှက်ဖိုးလေးရဲ့ငှက်မာလေးရဲ့ငှက်သားသမီးလေးတွေလည်းအများကြီးပဲ။ခေါင်းကလေးရောက်လာတော့ငှက်ကလေးတွေပျော်နေလိုက်ကြတာ။ခေါင်းကလေးစီကအနှွေးတက်တွေရတော့မယ်လေ။ခေါင်းလေးကိုကျေးဇူးတင်ပါတယ်။လို့ငှက်ကလေးတွေကတခြင်းထဲမှာထည့်ဆိုကြတယ်။ ဘယ်လိုနေရာပဲရောက်နေပါစေသူတို့ဘာစိတ်ချမ်းသာပျော်ရွှင်အောင်အကျိုးပြုနိုင်တယ်ဆိုတာပုလုံ နားလည်သွားခဲ့ပြီခုဆိုသူလဲမိသားစုအစ်စ်နဲ့တိတ်ပျော်နေတာပေါ့ပုံမြင်ကလေးကတော့ဒါပါပဲကွယ်ကဲမိကုံကလေးတွေဖြည့်ကြည့်ကြရအောင်နော်ပထမဆုံးမိကုံကခေါင်းကလေးပုလုံကအမိုက်ပုံနဲ့ရောက်သွားတဲ့အခါ ဘလို့တွေးတယ်လဲနမနှစ်မိကွန်ငါကလေးမိသားစုကကောင်းကလေးပူလုံးကိုဘာဖြစ်လို့ချစ်ကြတာလဲနံပါတ်3မိကွန်ကပုံမြင်လေးရဲ့အဆုံးမှာပူလုံးကဘာဖြစ်လို့ပျော်ရွှင်သွားတာလဲနံပါတ်4မိကွန်ကကလေးတို့ရောဘလို့နီးတွေနဲ့သူတို့ဘာကိုကူညီနိုင်လဲ